ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တက်ဆက်ပေးသွားမှာကတော့ကဘာမှာ MB1H1 COVID-19 မျိုးစိတ်စ်ကူးစက်မှုမြန်မာနေရဲ့ဆွေတဲ့တင်းကိုတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဘာတွမ်းမှာ COVID-19 ကပ်ရောဂါကိုဆက်လက်တိုက်ဖျက်နေစမှာမျိုးဗီဇာပြောင်း virus အသစ်တွေလည်းဆက်တိုက်ဆိုသလိုပေါ်ထွက်လျက်ရှိပါတယ်ကျွမ်းကျင်သူတွေမကြခင်ကအာရုံစိုက်လာတဲ့မျိုးဗီဇာပြောင်း virus တစ်မျိုးကတော့ MB1H1 ဖြစ်ပြီးဒါဟာသူတွေသိရကြမှာအလေးနက်ထားလေးလာရတဲ့ မျိုးပိစာခွဲအစ်စ်တစ်ခုပဲဖြစ်ပါတယ်။ MB1H1 နဲ့ပတ်သက်တဲ့အဓိကအချက်အလက်တွေကတော့ MB1H1 ဟာ COVID-19 ရဲ့မျိုးရိုးခွဲတစ်ခုဖြစ်ပြီးတော့ကူးစက်နိုင်စွမ်းရောဂါလက္ခဏာပြင်းထန်မှုနဲ့ကာကွယ်ဆေးအာနိသင်တို့ကိုကျော်လွှားနိုင်တဲ့တမှုထူးခြားတဲ့မျိုးပိစာပြောင်းလဲမှုတွေပါဝင်နေပါတယ်။2025ခုနှစ်ဇန်နဝါရီလမှာတရုတ်နိုင်ငံမှာစတင်တွေ့ရှိခဲ့ပြီးတော့အခုခါမှာတော့ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတော်တော်များများမှာပါဒီမျိုးဗီဇပြောင်းကို တွေ့ရှိနေရပြီပဲဖြစ်ပါတယ်။ဒီမျိုးဗီဇပြောင်းဟာအရှင် MP H1S မျိုးဗီဇပြောင်းထက်တက်တရမ5ဆကနေတက်တရမ6ဆအထိပုံမကူးဆက်မြန်ဆန်တာပဲဖြစ်ပါတယ်။ကိုခန့်အားစနစ်ကိုကြော်လာနိုင်ခြင်းကတော့ MP1H1 ဟာကာကွယ်စေးကြောက်ရရှိတဲ့ကိုခန့်အားအပါဝင်ကိုခန့်အားစနစ်ကိုကြော်လွားနိုင်စွမ်းမြင်မာတာကိုလည်းတွေ့ရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့သတ်မှတ်ချက်ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က MBWH1 ကိုလေမြန်စွာကူးစနိုင်တဲ့အတွက်စောင့်ကြည့်ရမယ့်မျိုးပီစာပြောင်းဖြစ်သတ်မှတ်ထားပါတယ်။လက်ရှိအချိန်ထိတော့ MBWH1 ဟာအရင်မျိုးပီစာပြောင်းတွေထက် ပိုမိုပြင်းထန်တဲ့ရောဂါကိုဖြစ်စေတဲ့ဆိုတော့ရှင်းလင်းတဲ့အထောက်အထားမရှိသေးပါဘူး။အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့ Omicron မျိုးပီစာပြောင်းရဲ့လက္ခဏာတွေဖြစ်တဲ့လေကြောင်းနာခြင်း၊ချောင်ဆိုးခြင်း၊နှုံးချခြင်း၊ခေါင်းကိုက်ခြင်း၊ဖျားနာခြင်းနဲ့ နှာစည်းခြင်းတို့နဲ့ဆင်တူပါတယ်ကျန်းမာရေးအပေါ်တက်ရောက်မှုများအနေနဲ့ကတော့ဂျောဂါလက္ခဏာတွေဟာရေမှုရအဖြစ်တော့မပြင်းထန်ပေမဲ့လို့ဖလေမြန်နဲ့ပြန့်နှံ့မှုတွေကြောင့်နိုင်ငံအသေးစိတ်မှာယောဂါဖြစ်ပွားသူအရေအတွက်မြင့်တက်လာခြင်းစိတ်ယုံတက်ရောက်ကုသခံရသူစိတ်ယုံတက်ရောက်ကုသမှုခံရသူဥယျာဉ်များပြားလာခြင်းနဲ့သိဆုံးမှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ကုသမှုမြန်ဆန်ပြီးတော့ကိုခံအားစနစ်ကိုကျော်လွှားနိုင်စွမ်းရှိတဲ့အတွက်ကြောင့် MB1H1 ဟာဆိုရင် အနည်းကစောင့်ကြည့်ရမယ့်မျိုးဗီဇာပြောင်းတစ်ခုဖြစ်ပါတယ်။ကမ္ဘာနိုင်ငံတော်တော်များများကယောဂဖြစ်ပွားမှုကိုလျှော့ချဖို့ကြိုတင်တောက်ပြန်ဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။ယောဂလက္ခဏာတွေကအများသောအားဖြင့်မပြင်းထန်ပေမဲ့လို့ကူးစားမှုမများပြားစေမှုနဲ့စိုးရိမ်စရာလူအုပ်စုထဲကပြည်သူတွေကိုကာကွယ်နိုင်မှုအတွက်ဂယုစိုက်ဖို့လိုအပ်တာပဲဖြစ်ပါတယ်ရှင်။